မြန်မာမျိုးသမီးလေရွေးစင်တင်ရဲ့ကစားသမားဖြစ်သူတိုက်စစ်မှုမဲ့တက်လူကတော့မြန်မာဘလုံးပွဲချုပ်ထိပ်ပိုင်းလူကြီးတွေရဲ့သူ့ဘော်ဆက်ဆံတဲ့ပြုမှုတွေကြောင်းပြီးခဲ့တဲ့ဘက်ကကျင်းပခဲ့တဲ့အာရှမျိုးသမီးချန်ပီယံလိပွဲစဉ်မှာ ISP မျိုးသမီးလေရွေးစင်အသင်းနဲ့လာရောက်ပူးပေါင်းခဲ့ခြင်းရှိကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။တိုက်စစ်မှုမဲ့တက်လူကတော့အမေရိကန်နိုင်ငံမှာပညာသင်ကြားနေပြီးတော့မြန်မာလေရွေးစင်အသင်းအတွက်ဆိုအချိန်ပေးပြီးလာကစားပေးပေမဲ့ နောက်ပိုင်းအာဆီယံဝူမန်ကပ်နောက်ဆုံးဘောလုံးပွဲမှာပွဲထွက်ခွင့်မပေးတဲ့အသင်းရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ဖြစ်ခဲ့တဲ့လူမှုရေးအရှုပ်ရှင်းတွေကြောင့်မြန်မာဘောလုံးလောကကိုဆုံးခွာသွားခဲ့တာပဲဖြစ်ပါတယ်။မြေထက်လူမပါဝင်တဲ့ ISB မြို့သမီးလက်ရွေးစင်တင်းကတော့အာရှမြို့သမီးချန်ပီယံလိပ်မှာကံမြတ်ပွဲတိုင်းရှုံးပြီးခြေနေကောင်းမနေခဲ့တာပါ။ကမဲဒီဇင်ဘာလထဲမှာကျင်းပမဲ့စီဂိမ်းပြိုင်ပွဲရှင်ပြိုင်မဲ့မြမမျိုးသမီးလေးရွေးစင်တင်းရတော့ မိတဲ့လူလိုတိုက်စစ်ကစားသမားကိုလိုအပ်နေမှာပါမိတဲ့လူဘလို့ဆုံးပြမလဲစိတ်ဝင်စားစရာပါဘောလုံးဘွဲ့ချိုးဥက္ကဋ္ဌဥဇဇောကတော့မိတဲ့လူသားဒီဇင်ဘာလမှာကျင်းပမဲ့စီးကိန်းပြိုင်ပွဲမှာမြန်မာမျိုးသမီးလေးရွေးစဉ်တင်နဲ့လာရောက်ပူးပေါင်းခဲ့ရင်ပွဲထွက်ခွင့်အမတ်ခံပေးမဲ့ပြင်မလောက်ဆရာစုတော်ငယ်တွေများကြီးစုချအောင်မဲ့ဆိုပြီးတော့မလုံးပေးကမ်းလှမ်းထားသေးတာပါအောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့ မြန်မာဘလုံးလောကတိုးတက်လာဖို့မိတက်လူလိုခြေဆွမ်းကောင်းတဲ့ကစားသမားကိုအသိရဲ့လူစင်းနဲ့ထည့်သွင်းဖို့ကြိုးစားလာတာပါမြန်မာမျိုးသမီးလေးရွေးစဉ်တင်တဲ့တိုက်စစ်မှုမိတက်လူတို့ရဲ့အနာဂတ်ကဘလို့ဖြစ်လာမလဲဆိုတာစောင့်ကြည့်ချင်စရာကောင်းနေတာပါ